ရဲ့အဲ့လိုမျိုးဟိုတုံးကာလာတစ်ခုရှိတယ်အဲ့ကာလာဆိုလို့ရှိရင်ခြုံပြီးတော့အဲ့လိုအဲ့လိုလေအတန်စကားပြောတာဆိုအဲ့လိုဆိုတဲ့အတန်အတိုင်းပဲအဲ့လိုခြုံပြီးတော့လွှမ်းမိုးနိုင်တဲ့ energy ပေါ့နော်အဲ့လိုမျိုးမောင်လေးဆိုအဲ့လိုမျိုးအဲ့လိုမျိုးသူ့ရဲ့ဩဇာညောင်းတဲ့အတန်ကိုကြားလိုက်ရင်ကိုကိုစိတ်ထဲမှာပါအဲ့လို energy တစ်ခုရတယ်ယုံကြည်မှုတစ်ခုရတယ်အဲ့လိုကဘာကဘာအဝေးတို့ပါလို့ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့တခြင်းတခြင်းတွေပေါ့နော်တကယ်တည်းအကိုဆိုလို့ရှိရင်မမဒီကဘာကဘာအဝေးကို ဟို collaboration လို့ဟာမျိုးယောက်ျားလေး version လို့ဟာမျိုးလေးတောင်မှပဲကိုကလို့နားထောင်ပြီးတော့ပြန်ပြီးတော့အဲ့လိုဆိုကြည့်ဆိုကြည့်ကျင်တယ်ဒါပေမဲ့မမမကိုတော့တော်ရင်ပူဇော်ရဲလျှောက်တယ်ကိုရဲ့အစမှာအဲပါခဲ့တဲ့ဂျေဆုရှင်တယောက်တည်းမှာပါတယ်ဟို2010 Melody World ပြီးတဲ့အချိန်မှာ ဟိုတစ်ဖက်ကဆရာအောင်အလုပ်ကလည်းဒီပိုင်းတစားပေါ့နော်ဆိုတော့လည်းမဖြစ်သေးဘူးဆိုတော့ကိုတို့ struggle တော်တော်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဟိုမမြင်ရတဲ့ဟိုဆန်းတို့လက်တို့ဆိုတော့မမြင်ရဘူးလေမမြင်ရတဲ့ဒီမြေပုံကြီးကိုကိုတို့ကဆန်းတော်ဝါးနဲ့ရှောက်နေရတဲ့ 5G ပေါ့နော်အဲ့အချိန်မှာရှေ့ဆောင်လမ်းပြလက်တွဲပြီးတော့ခေါ်ပေးတဲ့လူတွေထဲမှာဆိုမိုင်းမနေဝင်တော့ပါတာပေါ့နော်ပြီးတော့မမမနဲ့တွဲပြီးကျေးဇူးတင်ရမှာတော့ဒီကိုဆရာပေါ့ဆန်းရဒေါက်တာသိမ့်မြင့်တန်းပေါ့နော်အဲ့တော့အပြင်ပွဲလေးတစ်ခုမှာအပျော်တန်းဆိုတာကိုမြင်ပြီးတော့မှဆရာရဲ့ဖိတ်ခေါ်မှုနဲ့ဆရာဒေါက်တာသိမ့်မြင့်တန်းဖိတ်ခေါ်မှုနဲ့မမတို့ agency ကိုကိုရောက်ခဲ့တာရောက်ခဲ့တဲ့အချိန်မှာလည်းဒီ agency ရဲ့ agency live အကိုဆိုလေး channel အချိန်တွေမှာ အဲဒီတိုင်းနေနေပဲမင်းလာပွဲသွားဆိုရတော့မဆိုရမ်းပြော်ကိုတို့အားစေးတစ်ခုလိုပဲဘာကြောင့်လဲအဲ့အရောက်တာနဲ့ထိုင်ပြီးကိုဆိုရဆိုရမဆိုရမဆိုရလာတဲ့တကယ်နိုင်ငံကျော် artist တွေကိုကိုရကြည့်နေရတာကွာသူတို့နဲ့တူတူတပွဲစပွိုင်းတစ်ခုမှာထိုင်ပြီးတော့သူတို့ပြောတဲ့စကားတွေကိုနားထောင်ပြီးတော့သူတို့ဘာကြီးလုပ်နေကြရလဲဒီလို artist life က best stage မှာဘယ်လိုလဲဆိုတော့ကိုတို့ကပရိသတ်တယောက်ကသွားကြည့်ရတဲ့ပုံစံမျိုးနဲ့ရတာဆိုအရန်ပြော်ရအဲ့ချိန်တွေကိုဆိုတော့အဲ့လိုပျော်နေခြင်းကလည်းအခု good energy ပေးတာ good vibe ပေးတာဘာဒီဆက်လုံးမှာလဲဆိုတဲ့အတွေ့အကြံစီတွေကိုထပ်ဖြစ်စေတယ်လို့ကိုယုံကြည်တယ် အာမမတခြင်းတွေကတော့ဟိုမြေအားလုံးနှီးပါအခုဘယ်လိုမလဲတခွန်းဆိုပြလိုက်ရင်ကိုကိုအားလုံးကတိပိသားကြိုက်ပိသားဆိုတော့ဟိုကဘာကဘာအဝေးတို့ပါလို့ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့တခြင်းတခြင်းတွေပေါ့နော်ဟိုအဲ pronunciation ဆိုတော့ main clear ဆိုထားတာတကယ်တည်းအခုဆိုလို့ရှိရင်မမဒီကဘာကဘာအဝေးကိုဟိုဘယ်လို collaboration လို့ဟာမြေရောက်ကြလေး version လို့ဟာမြေလေးတော့မှာပဲကိုကလို့နားထောင်ပြီးတော့ပြန်ပြီးတော့ဟိုဆိုကြည့်ဆိုကြည့်ခြင်းတယ်ဒါပေမဲ့မမကိုတော့တော်ပြီးမှပူဇာရဲရောက်တယ်မမစိတ်ကြိုက်တဲ့ဟာကိုခံနေတယ် အတုံးကာလာတစ်ခုရှိတယ်အဲ့ကာလာဆိုလို့ရှိရင်ချွန်ပြီးတော့အဲ့လိုအဲ့လိုလေအတန်စကားပြောတာဆိုအဲ့လိုဆိုတဲ့အတန်အတိုင်းပဲအဲ့လိုချွန်ပြီးတော့လွှမ်းမိုးနိုင်တဲ့ energy ပေါ့နော်အဲ့လိုမျိုးမောင်လေးဆိုလည်းအဲ့လိုမျိုးသူ့ရဲ့ဩဇာညောင်းတဲ့အတန်ကိုကြားလိုက်ရင်ကိုကိုစိတ်ထဲမှာပါအဲ့လို energy တစ်ခုရတယ်ယုံကြည်မှုတစ်ခုရတယ်အဲ့တော့အရင်တော့ဆိုကိုရိုးစားလောက်ခါစားဆိုမမတို့ရှာနေမမရဲ့လို့ပေါ့ကွန်ကြီးပေါ့ဆူတောင်းပေးပါအောင်အားပေးပါအောင်ပေါ့နော်စင်မော်တက်ခန်ကြီးကြောက်နေတဲ့ခြေတုံကြားတုံစိတ်တွေပေါ့နော်မလေးဘာမှမဖြစ်ဘူးမမပါဇက်ကထွက်တဲ့ဇကားတွေက positive တွေပဲအဲ့လိုယုံကြည်မှု ရန်ရှိသေးတယ်ဆိုတော့အဲ့ဒါတွေကတော့ကိုယ့်အတွက်ခွန်အားတွေပေါ့နော်ပြီးတော့မမတို့ရဲ့ကိုကြီးဆောင်မခြင်းနှုတ်ကြီးဆောင်မခြင်းပေါ့နော်အဆုံးမတုံတင်ခဲ့တဲ့အရာတွေကဟိုဟိုလက်ထွက်ကောင်းခဲ့လို့လေကိုတို့ကအဲ့ဒီအချိန်မှာဟိုကိုကိုကိုထိန်းချောင်းနိုင်တာပေါ့နော်ဒီနေ့အဖြစ်ဟိုဗီဒီယို toxic ပေါ့ audience ကို toxic မပေးအောင်တတ်နိုင်ဆုံးကိုကိုထိန်းချောင်းနိုင်တယ်ဘယ်သူမှတော့ nobody perfect ဆိုတော့လေအမားတွေလည်းရှိရရှိရပါလိမ့်နော်ကိုကိုကိုအယံမှန်တာတော့မဟုတ်ပါဘူးဒါမှလည်းဒီလိုဆရာကောင်းနေနဲ့တွေ့ခဲ့တယ်လို့ပြောချင်တာပါ တိုဘာ9ရက်နေ့မှာမမဟီမန်နေဝင်းရဲ့ကိုရဲ့ဂျူဝဲရဲ့ပေါ့နော် Harmonious Music Night ဆိုရဲအဲ Music Concert လေးရှိတယ်ပေါ့နော်အဓိကတော့ခုနပြောသလိုပေါ့အကိုတို့ဖန်တီးတဲ့အဲအကိုတို့စီစဉ်တဲ့အကိုတို့တင်ဆက်တဲ့အရာတိုင်းအတွက်ကိုတော့လာရောက်အားပေးတဲ့လူတွေကြည့်တဲ့လူတွေအချိန်ကိုကအချိန်ကွာဂျိုးနတ်နဲ့ဆေးခြင်းနဲ့ပြီးတော့သူတို့ငွေကုန်ခန်းအဂျိုးနတ်ဆေးခြင်းနဲ့အနည်းဆုံးဟိုဘယ်လိုပြောမလဲလူတွေမှာစားဝတ်နေရေး problem တွေများစွာရှိနေတဲ့အချိန်မှာ entertainment ဆိုတာအရေးကြီးလို့လားဆိုတော့ဟို တစိတ်တစီတာတော့ပါတာပေါ့နော်အကိုတို့တွေစိတ်ပင်ပန်းတဲ့အချိန်ကျရင်ဒါအဲဟို cheering up ဖြစ်မဲ့ချင်းလေးတွေနားထောင်တာတို့ဒါမှမဟုတ်ရှင်လွမ်းတဲ့အချိန်ကျရင်လွမ်းချင်းလေးတွေနဲ့ခံစားတာတို့ပေါ့နော်ဆိုတော့ healing တစ်ခုပဲပေါ့ guitar ဆိုတာ healing တစ်ခုပဲအဲ့တော့ memorable night လေးတစ်ခုတော့ဖြစ်စေချင်တာပေါ့နော်လာတဲ့လူတွေရဲ့စိတ်ထဲမှာဩဟိုသူတို့မရခဲ့တဲ့အဲမရတာကြာပြီဖြစ်တဲ့အဲလွမ်းစရာအချိန်ကလေးတွေကိုအဲအချိန်ကာလခဏလေးတစ်ခုပေါ့နော်ပြန်ရကြတယ်ဒါမှမဟုတ်ရှင်လည်းမစုံဒီတကယ်ချင်းတွေဒီလိုအဲ ခဏခဏမတွေ့ပြကြတော့ဒါပေမဲ့ဒီပွဲလေးကြတော့မှချင်းပြီးတော့အားလုံးကအဲလက်မှတ်လေးတွေဝယ်ပြီးတူတူလာကြည့်ပြကြတဲ့အခါမှာပြန်ဆောင်ကြတယ်အရှင်းအောင်နောက်မြစ်တွေပြန်ပြောပြကြတယ်ဆိုတော့ဒီအမှတ်တရကောင်းလေးတွေလည်းဒီပွဲကနေဖန်ပြီးပြီးနိုင်စေခြင်းနဲ့အဲပြီးတော့နောက်တစ်ခုကတော့ဒီအတွဲအဆက်ပေါ့နော်အကိုမမဟိမာဂျူဟာအကိုနဲ့ဂျူဟာကတော့ပွဲတော်တော်များများစုံကြတယ်အဲ့တော့မဟိမာနဲ့အကိုရုနဲ့ဆိုတော့အများကြီး audience ကမမြင်ဘူးကြဘူးစုံနေဆိုတာမျိုးလေဆိုတော့အပြင်မှာတော့ရင်းနေတဲ့မောင်နှမမိသားစုတွေပဲဒါပေမဲ့လည်းအဲ့လိုပြိတ္တရှိမှမမြင်ကြဘူးပေါ့နော်ဆိုတော့ဒီနေရာမှာဆိုရင်ကဲမမနဲ့အကိုနဲ့ collaboration ပြောမမနဲ့ jewel နဲ့ collaboration ဆိုရဲဟာမျိုးလေးတွေကကိုကိုရိုင်းလည်းပြည့်သက်ဆိုရင်မမနဲ့ jewel ဘာတွေဆိုမှလည်းမသိဘူးဆိုပြီးတော့ကြည့်နေတာပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးလေးတွေအတွက်လည်းအတွဲဆက်ရတာအကောင်းလေးတွေကိုလည်းဒီပွဲလေးကြောင့်ပေါ့နော်ရမယ်လို့မျှော်လင့်ပါတယ်အဲကျွန်တော်တို့အော်တိုဘလ9ရက်နေ့မှာကျင်းပမယ် harmonious music night လေးကိုအဲအားလုံးပဲအချိန်ရမယ်ဆိုရင်ပေါ့နော်ဟိုအဘိဝင်ရရင်လည်းဒီတရင်ချွတ်ချင်းကာလာလေးကိုအတူတူကုံဆုံးဖို့ဖိတ်ခေါ်လိုက်ရပါတယ်အားလုံးပဲအဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေမားရရှင်လည်းခွင့်လို့ပါ